လာပါရှင်လူလတ်တဲ့အာရှတန် RFA ရဲ့2025ခုနှစ်ဖေဖော်ဝါရီလ28ရက်တောက်ကြနေညပိုင်းစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီစမတ်ဒီမင်းစင်ပါရှင်ဒီနေ့စီစဉ်မှာ ကြောက်ဖြူမှာစစ်ကောင်စီတပ်နဲ့အေအေတို့တိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့တွင်တရုတ်ချင်းနီတဲ့ရင်းနှန်းကိုကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်တဲ့တွင်ခြံမှန်54ကို29ဘီလီယံရှော့ရောင်းဖို့ဥအောင်ဆန်းဦးတင်ပြတဲ့တွင်စရတွေအပြင်တွင်စောင်းမတွေကိုထုတ်လွှင့်မှုရှိပါတယ်ရှင် က်စီမံကိန်းတွေတည်ရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာဖေဖော်ဝါရီလ28ရက်ဒီနေ့မနက်9:00နာရီကနေနေ့လယ်2:00နာရီကျော်အထိစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့တိုက်ပွဲပြင်းထန်နေပါတယ်။စစ်ကောင်စီရဲ့တညာဝရီရေတဲ့စကန်းဌာနချုပ်အနီကစေမော်ကြီးရွာနာမှာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီရေတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လဲဆိုပါတယ်။နှစ်ဖက်ထိခိုက်တဲ့အခြေအနေတွေကိုတော့မသိရသေးပါဘူး။ ကျောက်ဖြူမြို့နယ်မှာဖေဖော်ဝါရီလ20ရက်နေ့ကစပြီးစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်ရှင်။ဖမ်းဆီးထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၅ဖမ်းသမား29ယောက်ကိုအာရခတပ်တော် AA ကပြန်လွှတ်ပေးလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်တက်ကနက်စိတ်ကန်းကိုဖေဖော်ဝါရီလ29ရက်နေ့မှာ AA ကပြန်ပို့ဆောင်ပေးခဲ့တာလို့ Dhaka Tribune သတင်းကဖော်ပြပါတယ်။အဲ့ဒီ၅ဖမ်းသမားတွေဟာနတ်မြစ်ထဲမှာ၅ဖမ်းနေချိန်မှာ မြမရေပိုင်နယ်ထဲအမှတ်မထင်ရောက်ရှိပြီးဖေဖော်ဝါရီ17ရက်နဲ့20ရက်နေ့တို့မှာအေအေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ15ရက်နေ့ကလည်းဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား16ယောက်ကိုအေအေကဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှာပြန်လွှတ်ပေးခဲ့ပါတယ်ရှင်။စကိုင်းတိုင်းစလင်းကြီးမြို့နယ်တရုတ်ကျင်းနီစီမံကိန်းကနေကျင်းနီတင်ဆောင်လာတဲ့ရင်တန်းဖေဖော်ဝါရီ29ရက်နေ့ကမိုင်းဆွဲတိုက်ခိုက်ခံရပြီးကျင်းနီတဲကားတွေကိုလုံခြုံရေးယူပေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားတစ်စီး တိမ်းမောက်ခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။လုံခြုံရေးယူပေးတဲ့စစ်ကောင်စီတပ်ကား55စီးအပါအဝင်စုစုပေါင်း48စီးပါတဲ့ရင်နှန်းကိုမုံရမန္တလေးကာလန်မိုင်းချောင်းဦးမြို့နယ်မြင်းမှုမြို့နယ်ကြားမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့လည်းပြောပါတယ်ရှင်။အခုနှစ်ပထမနှစ်လအတွင်းစစ်ကောင်စီတပ်ကနေထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုရန်တပ်သားတစ်123ယောက်ရှိပါတယ် တိုင်းဒေသလက်နက်ကိုင်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေအပေါ်အခြေခံပြီး RFA ကပြုစုထားတဲ့စီးရင်တွေအရဇန်နဝါရီလအတွင်းထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုထမ်းတပ်သား62ယောက်ရှိပြီးဖေဖော်ဝါရီလအတွင်းမှာ62ယောက်ရှိပါတယ်။စစ်ကောင်စီကစစ်မှုထမ်းတပ်သားတွေကိုစစ်ဆင်ရေးတွေနဲ့ရှေ့တန်းစစ်မြေပြင်တွေမှာအလွန်အကျွံအသုံးပြုနေတယ်လို့ဖေဖော်ဝါရီလ19ရက်နေ့မှာတနင်္သာရီတိုင်းဗုတ်ပြင်းမြို့နယ်အခြေဆိုင်ခမရ958ကနေထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုထမ်းတပ်သားတယောက်က RFA ကိုပြောပါရတယ်။ RFA ကပြုစုထားတဲ့စီးရင်တွေအရပြီးခဲ့တဲ့တစ်နှစ်အတွင်းစစ်မှုထမ်းဥပဒေနဲ့စစ်သားစုဆောင်ခံရပြီးနောက်ထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုထမ်းတပ်သား186ယောက်ရှိပါတယ်ရှင်။ရန်ကုန်တိုင်းဗဟန်းမြို့နယ်တက္ကသိုလ်ရိပ်သာလမ်းကအမွေဆိုင်အငင်းပွားနေတဲ့ခြံမှတ်54နဲ့နေရင်ကို နောက်ဆုံးကြံရင်စီ ကျပ်ငွေ290ဘီလီယံကနေ290ဘီလီယံအထိ29ဘီလီယံဈေးလျှော့ပြီးလေလံတင်ရောင်းချဖို့ဒီနေ့ရုံးချိန်မှာနိုင်ငံတော်တိုင်ပင်ပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ရဲ့အကိုဖြစ်သူဦးအောင်ဆန်းဦးကတင်ပြခဲ့တယ်လို့တရားရုံးနဲ့နှိစက်သူတွေကပြောပါရယ်။အဲ့လိုတင်ပြလာတဲ့ပေါ်လာမယ့်မတ်လ6ရက်နေ့မှာဒေါက်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ဘက်ကပြန်လည်တင်ပြဖို့ရှိနေပြီးနှစ်ဖက်လုံးရဲ့တင်ပြချက်တွေကိုကြားနာပြီးမှသာတရားရုံးကဆုံးဖြတ်မှာဖြစ်ပါရယ်။ ဒီအိမ်နဲ့ခြံကို2024 match လ20ရက်နေ့မှာ ကျပ်ငွေ315ဘီလီယံနဲ့ပထမတစ်ချိန်2024 August လ15ရက်နေ့မှာကျပ်ငွေ300ဘီလီယံနဲ့ဒုတိယအချိန်2025 February 5ရက်နေ့မှာကျပ်ငွေ269ဘီလီယံနဲ့တတိယအချိန်ဈေးလျှော့ပြီးရောင်းချခဲ့ပေမဲ့ဝယ်ယူသူမရှိခဲ့ကြပါဘူးရှင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်2019ခုနှစ်ကဆောင်ရွက်ခဲ့တဲ့ ဘန်တွေနဲ့ online ငွေကြေးစနစ်တွေကိုတနည်းအားဖြင့်မှစူးစီးအသုံးပြုနိုင်မဲ့မြန်မာ QR စနစ်ကိုစစ်ကောင်စီကမနေ့ကစတင်မိတ်ဆက်လိုက်ပါတယ်။ဘဟုဘဏ်ကဥဆောင်ပြီးကြီးကျက်အကောင့်ထဲပေါ်ခဲ့တဲ့မြန်မာ QR စနစ်ဟာမတူညီတဲ့ဘဏ်စင်ရင်မတူညီတဲ့ငွေပေးချေမှုမတူညီတဲ့ဒီဂျစ်တယ်မိုဘိုင်းငွေကြေးတွေကိုလွှဲပြောင်းလက်ခံရမှာချိတ်ဆက်အသုံးပြုနိုင်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။ အခွန်အခမီတာကခီးသွားလုပ်ငန်းဝန်ထမ်းလာစာပင်စင်အသေးစားစီးပွားရေးလုပ်ငန်း73စီဆိုင်နဲ့ပုတ်ကလစ်ကဈေးရုံလူသုံးကုန်ပစ္စည်းတွေအတွက်ငွေပေးချေရမှာအသုံးပြုနိုင်မယ်လို့လည်းဆိုပါတယ်ဒီစနစ်ကိုအသုံးပြုပြီး digital စီးပွားရေးအဆောက်အအုံဖွံ့ဖြိုးလာစေဖို့ရည်ရွယ်တယ်လို့မနေ့ကကျင်းပတဲ့မိတ်ဆက်ပွဲခမ်းနားမှာစစ်ကောင်းဆောင်ကပြောခဲ့ပါတယ်ရှင်။ သတင်းတွေကိုကြားခဲ့ကြရတာပါဆက်လက်ပြီးသတင်းဆောင်မအစီအစဉ်မှာမကွေးတိုင်းကကံကောမြို့နယ်ငဖဲမြို့နယ်နဲ့စကိုင်းတိုင်းကလေးမြို့နယ်တွေမှာအခုဖေဖော်ဝါရီလအတွင်းစစ်ကောင်စီတပ်စစ်ကြောင်းထိုးတာအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသခံ3000လောက်ထွက်ပြေးနေရပါတယ်ဒီနေ့အထိနေရမပြတ်နိုင်သေးပဲစားဝတ်နေရေးနဲ့စေဝါအကူအညီတွေလိုအပ်နေတဲ့အကြောင်းမဲ့ရင်မြို့သူတင်ပြမှာပါရှင်ကလေးကံကောနဲ့ငဖဲမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးမှုနဲ့ လေးချောင်းရံချောင်းထွက်ပြေးနေရတဲ့သူ3000လောက်ရှိတယ်လို့အကူအညီပေးနေတဲ့သူတွေနဲ့ဒေသခံတွေကပြောပါရတယ်။ဒါဟာဖေဖော်ဝါရီလအတွင်းစစ်ကောင်စီတပ်တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်ဆုံးခွာထွက်ပြေးနေရတာဖြစ်တယ်လို့ဆိုပါရယ်။စကိုင်းတိုင်းကလေးမြို့နယ်ဟာရှင်းပြည်နယ်နဲ့နှီးပြီးတော့မကွေးတိုင်းခံကောမြို့နယ်ဟာစကိုင်းတိုင်းနဲ့နှီးတယ်လို့မကွေးတိုင်းနဲ့ကငဖဲမြို့နယ်ဟာရခိုင်ပြည်နယ်နဲ့နှီးပါရယ်။ကလေးမြို့တောင်ပိုင်းကိုစစ်ကောင်စီတပ်ကလေကြောင်းရောလက်နက်ကြီးနဲ့ပါတိုက်ခိုက်ခဲ့တာကြောင့်ထွက်ပြေးနေရတဲ့စစ်ပေးဒုက္ခသည်2000ခွဲလောက်ရှိတယ်လို့အကူအညီပေးနေသူကိုသူရင်စင်က RFA ကိုပြောပါရယ်။ဒီအနည်းဆုံးပါနော်။ဒါကြီးရပေါင်း အာကျွန်တော်15လောက်ကတော့လက်ရှိချိန်တိတော့အာရွာထဲကိုပြန်ဝင်လို့မရဘဲနဲ့အဘေးကင်းရမှာဆက်ရှောင်နေကြရတယ်။အာကျွန်တော်ခမန်းချစ်စဘေးရှောင်စုစုပေါင်းကတော့အာကျွန်တော်တို့က2000ခွဲခန့်မှန်ထားပြ။စိပေးဒုက္ခတဲ့တရှိုးဟာဝမ်းယောဂာနဲ့အရေးပြားယောဂာတွေခံစားနေရပြီးတော့စားနေရခါနဲ့ဆေးဝါးတွေပါအရေးပေါ်လိုအပ်နေတယ်လို့စိပေးဒုက္ခတဲ့တယောက်က RFA ကိုပြောပါတယ်။ ဟိုလက်ရှိကာလမှာကတော့ဒီစပီးရှောင်းဥယျာဉ်ပေါ်တော့များပြလာတဲ့အများကတော့နံပါတ်1ကတော့ကျွန်တော်တို့ဒီသာစနေခေါ်ပေါ်တော့နောက်တစ်ခုကကျွန်တော်တို့ရေရရှိဖို့ရည်ကြီးတယ်နံပါတ်3နဲ့ကကျွန်တော်တို့စီဝိုင်းလိုချင်ရှိနေပြတန်ကောမြို့နယ်ကရွာတွေမှာလဲစစ်ကောင်စီတပ်ကလေချောင်းနဲ့အကြိမ်ကြိမ်ဘုံကျဲခဲ့တာကြောင့်ဒေသခံ2000ထက်မနည်းထွက်ပြေးနေရပါတယ် ဖေဖော်ဝါရီလ24ရက်နေ့ကပဲကံကောမြို့နယ်တောင်ခရမ်းရွာမှာလေချောင်းနဲ့ပုံကျဲခံရတာကြောင့်ဒေသခံတယောက်သေဆုံးပြီးတော့ဒေသခံတွေဘေးလွတ်ရာထွက်ပြေးခဲ့ရတယ်လို့အကူအညီပေးနေသူတယောက်က RFA ကိုပြောပါရယ်စစ်ပီးဒုက္ခသည်တွေဟာနေထိုင်မှုခက်ခဲနေကြသလိုရေမတန့်တာကြောင့်လည်းနောက်ဆက်တွဲကျန်းမာရေးပြဿနာတွေနဲ့ကြုံနေရတယ်လို့ဆိုပါရယ်ဖေဖော်ဝါရီလ24ရက်နေ့မှာပဲရခိုင်ပြည်နယ်နဲ့နီးတဲ့မကွေးတိုင်းအစက်ကငဖဲမြို့နယ်လင်းတဲရွာကိုစစ်ကောင်စီတပ်ကဂျက်တိုက်လေရင်နဲ့ပုံကျဲခဲ့တာကြောင့် ဒေသခံ၂ယောက်သေဆုံးပြီးတော့၁၀ယောက်ဒဏ်ရာရခဲ့ပါတယ်။အမ်ဘရန်လမ်းဘီတခြားမှာရှိတဲ့ရွာအများစုကဒေသခံ၂000လောက်လည်းဘေးလွတ်ရာထွက်ပြေးနေရတယ်လို့စစ်ဘေးဒုက္ခသည်တွေကိုအကူအညီပေးနေတဲ့သူတယောက်က RFA ကိုပြောပါရတယ်။အာဒီကတော့ဒီကာလန်ဘေးမှာရှိနေတဲ့ကျေးရွာတွေပေါ့။အတချို့ကျတော့လည်းဒီပဏာန်းဘက်ကိုဆင်းပြီးတော့အဲရှောင်ရတာရှိတယ်လို့တချို့ကလည်းဒီလိုပဲအနေနာဝန်းကျင်တွေမှာပဲအဲရှောင်နေကြတာမျိုးရှိတယ်ကြ။အဓိကတော့ဒီစက်တောင်းထိုးတယ်ဆိုတာတဲ့ အဲ့ဒီလက်ကြီးနဲ့လေရင်ပေါ့နော်ဒီတဲ့ခါမှာနောက်ခုကကျတော့အဲ့ဒီတိုက်ပွဲစုံနေထဲမှာပါနေတဲ့အတွက်အဲ့အဲ့ဒါဆိုးရိမ်လို့ပေါ့နော်အဲ့လိုမျိုးကြိုတင်းအဲရှောင်ရှားကြတာပေါ့ အာရခတက်တော် AA ဟာငဖဲမြွနယ်ကနဲ့ရေကန်လေချောင်းရံကာကွယ်ရေးတပ်ကိုတိုက်ခိုက်နေတယ်လို့အမ်ဘရန်လမ်းပိုက်မှာလည်းတိုက်ပွဲတွေမကြခဏဖြစ်နေတယ်လို့ဒေသခံတွေကပြောပါရတယ်။တိုက်ပွဲတွေနဲ့စစ်ဘေးဒုက္ခသည်တွေရဲ့အခြေအနေအတိအကျကိုသိရဖို့စစ်ကောင်စီရဲ့မကွေးတိုင်းပြောခွင့်ရသူလူမှုရေးဝန်ကြီးဦးမျိုးမြင့်နဲ့စကိုင်းတိုင်းပြောခွင့်ရသူလူမှုရေးဝန်ကြီးဦးညွန့်ဝင်းအောင်တို့ကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူးရှင်။ ကချင်ပြည်နယ်ကမြေရှမ်းတပ်တို့ထုတ်လုပ်တဲ့လုပ်ငန်းတွေရပ်ဆိုင်းနေတာလေးလကျော်ရှိလာပြီးနယ်စပ်တွေပိတ်ထားတဲ့အတွက်တူးထားတဲ့မြေရှားတွေကိုတရုတ်ကိုတင်ပို့လို့မရတဲ့အခြေအနေဖြစ်နေပါတယ်။ဒါကြောင့်နှစ်လအတွင်းကမ္ဘာမြေရှားတပ်တို့ဈေးဟာတရရိတ်တက်နေတဲ့အကြောင်းမက်ဒဇင်လိုင်းတင်ပြပါမယ်ရှင်။ကချင်ပြည်နယ်ကမြေရှမ်းတပ်တို့ထွက်တဲ့နေရာအလုံးကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ကသိမ်းပိုက်လိုက်ပြီးနောက်ပိုင်းတလအတွင်းတပ်တို့ဈေးတွေထိုးတက်နေပါတယ်။မက်ထရစ်တံတန်းကိုပြီးခဲ့တဲ့ဇန်နဝါရီလလယ်မှာအမေရိကန်ဒေါ်လာ9600ပြီးပါရှိခဲ့ပြီ။ အခုဖေဖော်ဝါရီလလယ်မှာ6600ကျော်ဖြစ်သွားတဲ့အတွက်တလာတွင်းမှာမက်ထရစ်တန်ကိုဒေါ်လာ4800နီးပါးတက်သွားတဲ့အကြောင်းတရုတ်နဲ့လန်ဒန်မှာအခြေစိုက်တဲ့ရှန်ဟိုင်းမက်ဒက်စ်မားကတ်အဖွဲ့ရဲ့ဖေဖော်ဝါရီ13ရက်နေ့ဖော်ပြချက်အရသိရပါဗျ။ကမ္ဘာမှာမြေရှားထုတ်လုပ်တဲ့ထိပ်တန်းသုံးနိုင်ငံကတရုတ်၊အမေရိကန်နဲ့မြန်မာတို့ဖြစ်ပြီး2024ခုနှစ်မှာတရုတ်က80ရာခိုင်နှုန်းနီးပါးအမေရိကန်က17ရာခိုင်နှုန်းကျော်နဲ့မြန်မာက100ရာခိုင်နှုန်းနီးပါးထုတ်လုပ်ခဲ့တယ်လို့ မရိကန်ပြည်ထောင်စုနယူးယောက်မြို့ခြေဆိုင်စတတီစတာအဖွဲ့ကအခုဖေဖော်ဝါရီလမှာဖော်ပြထားပါတယ်။လက်ရှိချိန်မှာတရုတ်ဘက်ကလောင်စာဆီမရလို့လုံလက်ဆက်လုပ်ငန်းတွေလည်းရပ်နေတယ်လို့ချီဖွေဒေတာကန်တယောက်ကပြောပါတယ်။အဲ့ဒီအပြင်တူးထားတဲ့မြေရှားတပ်တူတွေတရုတ်ကိုပို့မရတဲ့အတွက်တရုတ်လုပ်ငန်းရှင်တွေကအလုပ်သမားတွေကိုလိုအားခတွေမပေးတဲ့အခြေအနေဖြစ်နေတယ်လို့အလုပ်သမားတယောက်ကပြောပါတယ်။ တမ်ကြောင်းမွာလောက်ပန်းချဆန်တဲ့ခက်ခဲတာကတရုတ်လောပန်းတွေကပဲပိုပြီးခက်ခဲသွားတာပေါ့ကျွန်တော်တို့မြန်မာအလုပ်သမားတွေကိုလည်းလက်စားကိုပုံမှန်မပေးနိုင်တော့ဘူးတုံးလောက်လောက်မှတကြိမ်ဒါတော့တလက်စားပဲပေးတယ်တစ်ဖက်မှာလည်း KIO အနေနဲ့မြေရှားတတုနဲ့ပတ်သက်တဲ့မူဝါဒတစ်ခုချမှတ်ဖို့လှုံ့ဆော်နေတယ်လို့ဒေသခံတွေကပြောတဲ့အတွက် KIO တရင်နဲ့ပြန်ကြားရေးတာဝန်ခံဘုံမကြီးနော်ဘူးကိုမေးမြန်းကြည့်တဲ့အခါမြေရှားတပ်တို့တူးဖို့တဲ့ကုမ္ပဏီနဲ့ညီတဲ့နေရာမှာပေါ့ကျွန်တော်တို့ကလိုင်းညွန်ချက် ့ဆောင်ပေးမှာဒီနိုင်နေတဲ့ဒီနယ်လောက်ပဲကျွန်တော်ကြားရပါတယ်မြေရှားတူဖော်မှုရဆိုင်သွားတဲ့အတွက်အဓိကထိခိုက်သူတွေကတော့တရုတ်ကတရားမဝင် ကုမ္ပဏီတွေဖြစ်တယ်လို့တဘောပဝန်ကြီးရေလှရှားသူဥဆုံးတိန်က ပြောပါတယ်။တရုတ်ပြည်မှာလုံခွင့်မရတော့တဲ့တရားမဝင်ကုမ္ပဏီတွေဖြစ်တဲ့အဲဒီမြေရှားလုပ်တဲ့တရုတ်ကုမ္ပဏီတွေကတော့သူတို့ညံ့တာပါအဓိကသူကြီးကတော့ဆော့ဆော့ပြောတဲ့မြန်မာစစ်တပ်အဲဒီမှာနေပြီးမှအတကုံ အခွန်အကောက်တွေနဲ့ကြိုက်တယ်လို့သူတို့ချေလဲပြီးရနေတဲ့ဝင်ငွေတွေပြီးတော့ NTAK တွေအဲ့ဒီအောက်မှာမှ NTAK နဲ့ဒီအချို့သူတပေါ်မျိုးနဲ့ဒီသူပေါ်နေကြတဲ့ crony တွေလို့ပြောရမှာပေါ့နော်သူတို့ဒီအဲနေနာကြမှာပေါ့အဓိကတော့ KIO အနေနဲ့မြေရှားတက်တူတူဖော်တဲ့စီးပွားရေးပြန်ဆမယ်ဆိုရင်အရင်ကတရုတ်လုပ်ငန်းရှင်တွေတူးခဲ့တဲ့ပုံစံအတိုင်းမဟုတ်ပဲတဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လှုပ်ဆောင်ရမှာဖြစ်တယ်လို့ ရရှိလာမဲ့အကျိုးမြတ်တွေကိုလည်းဒေသခံတွေအတွက်စဉ်းစားပေးဖို့လိုတယ်လို့ပြောပါတယ်ရှင်ဘူဒီရောင်မျိုးနဲ့မှာတန်ငါတဲ့အလုံနဲ့အတမွေးကြတဲ့ရိုဟင်ဂျာတွေဟာအရင်ကထက်လွတ်လွတ်လပ်လပ်လှုပ်ခွင့်ရနေကြပြီးမဲ့ကုံစင်းနှုံကြီးမြင်တာငါးဖန်ကရိယာတွေရှားပြီးဈေးကြီးနေတာတွေကြောင့်လောက်ကင်စားတော့ဖို့အခက်ခဲဖြစ်နေကြပါတယ်ဒီအကြောင်းမက်ဂျူလိုင်းမျိုးတင်ပြပါလိမ့်မယ်ရှင်သူလူကြီးခနဲ့ အခုကျွန်တော်တို့ဒီမှာအရင်တုန်းကထက်အေးချမ်းချမ်းနဲ့ငါးရှာစားတော့လို့ရတယ်။အရခတ်တက်တော်ရှိတယ်။အရခတ်တက်တော်ကဘာလုပ်လဲဆိုရင်ကျွန်တော်တို့ထောက်ခံချက်ယူရတယ်။ထောက်ခံချက်ယူပြီးရင်ကျွန်တော်တို့ကြိုက်တဲ့နေရာမှာငါးရှာဖို့အတွက်ခွင့်ပြုပေးတယ်။အရင်ဗမာစစ်ကောင်စီတုန်းကဘယ်ကူးမှလည်းသွားလို့မရဘူး။ဘူးဒီရောင်မြို့နယ်မေယူးမြစ်အရှိတ်ချမ်း ဝရကျွန်းဒိုရန်ကျေးရွာမှာတငါအလုံးနဲ့အတက်မွေးဝမ်းကြောင်းပြုတ်နေတဲ့အသက်23နှစ်အရွယ်ဥစမန်ပြောပြနေတာပါဒါပေမဲ့လဲစစ်ကောင်စီကရခိုင်ပြည်နယ်ကိုကုန်စီစီးဆင်းတဲ့ကုန်လမ်းရေလမ်းတွေကိုပိတ်ဆို့ထားတဲ့အတွက်ငါးဖန်ကရိယာတွေဈေးကြီးပေးဝယ်ရတာနဲ့ပစ္စည်းရှားပါးတာတွေလို့အခက်အခဲတွေရှိနေသေးတယ်လို့ဆိုပါတယ်ငါဖန်ကရိယာတွေကဈေးကြီးပြီးပြန်ရတဲ့ဝင်ငွေကနေတာကြောင့် မိသားစုစာဝတ်နေရေးအတွက်တိတ်အဆင်မပြေဘူးလို့လည်းပြောပါရယ်အာနဟာတင်းဆိုတင်းမဘာစတယ်မယ်ဒီနမတ်ကတော့သတ်သွန်းအရာအဇွေလက်ကလကပြီးခဲ့တဲ့နှစ်က၄-၅လောက်ပိုက်ချရင်တသိန်း၂သိန်းလောက်ရခဲ့တယ်ဒီနှစ်ကတသိန်း၂000ဝန်းကျင်လောက်ပဲရတယ်ငားကလည်းအရနေလာတယ်ငားရောင်းလို့ရတာကတတိုက်မှ8000ပြီးခဲ့တဲ့နှစ်ကတော့တတိုက်ကို1000လောက်နဲ့ရောင်းခဲ့ရတာဆိုတော့တစ်ခါငားဖန်ထွက်ရင်စံ8000မဝင်နိုင်တော့ဘူး ူပြောတဲ့ငါးသက်တိုင်းဆိုတာကငါး40သားကိုဆိုလိုတာဖြစ်ပါတယ်။သူတို့ငါးဖမ်းတဲ့အခါဒီရေတက်တဲ့အချိန်မှာလှင်ငယ်တွေနဲ့မေယူမြစ်ကြောတလျှောက်ဒုံပိုက်လို့ခေါ်တဲ့ရေပေါ်ပိုက်ချကြပါတယ်။ဒီနေ့ကိုမနေ့တစ်ချိန်ညတစ်ချိန်ဒီရေတက်တဲ့အခါမှာပိုက်ချကြတာဖြစ်ပြီးတော့တခါငါးဖမ်းထွက်ရင်တပတ်လောက်ကြာတယ်လို့ဆိုပါတယ်။ဒီကလည်းလာစမ်းတစ်ချိန်လာစုပ်တစ်ချိန်ပဲရှိတာကြောင့်ငါးဖန်းတဲ့အလုပ်ကိုနေတိုင်းလုပ်နေရတာမျိုးမဟုတ်ပါဘူး။ အဲ့ဒီအပြင်တခြားအလုတ်ကင်တွေလည်းရှားပါတာကြောင့်မေယူမြစ်ကိုမှီပြီးငားဖမ်းသူတွေပုံများလာတဲ့အတွက်အရင်ကထက်ငားအရနည်းလာတယ်လို့လည်းဆိုပါတယ်။တိမ့်တန်ကျေးရွာက အသက်40အရွယ်မော်ဂျူဦးလာကလည်းကုံစင်းနှုံကြီးလာတဲ့ဒီအခြေအနေမှာငားဖမ်းတဲ့အလုတ်နဲ့ရက်တီရတာခက်ခဲနေတယ်လို့ပြောပါတယ်။ဇာလ်ဘိုင်းဇာလ်ဘိုင်းလေးရဲ့ဟမ်နိုဒီဒုက္ခရီးယာပိုက်ချလို့လည်းအလုံးမဖြစ်ဒုက္ခတွေပေါ့။နောက်တခြားလို့လည်းမရှိ ဒီအချိန်မှာမိသားစုဝင်ရင်းလည်းမလဲပတ်နိုင်ကွန်ပစီတွေကလည်းဈေးတက်တယ်တခြားအလုပ်လည်းလုပ်စရာမရှိဆိုတော့ကျွန်တော်တို့ပိုက်ချတာကလွယ်လို့မလုပ်ရမှာလဲ RFA season ကိုဒီမှာပဲရနာပြစေမြန်မာပြည်သူပြည်သားများဘေးရန်တွေကင်းဝေးကြပါစေရှင်